မင်္ဂလာပါရှင် listeners having channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆရာကြီးသိပ္ပမဝါရဲ့ဝတ္ထုတူလေးများတွေမှမောင်ငယ်နှစ်ခွေးဆိုသောဝတ္ထုတူလေးတစ်ပုဒ်ကိုစာဖတ်ဝါသနာရှင်တွေအတွက်ဖတ်ပြချင်ပါတယ်ရှင်ကျမကတော့စာဖတ်သူမနစ်ကြီးမိုးဦးပဲဖြစ်ပါတယ်ရှင်မောင်ငယ်ဟာမောင်လူအင်းနဝမမြောက်ဖြစ်သောမော်တော်ကားမောင်းသမားဖြစ်လာခဲ့သည် မောင်ငယ်ဤနောင်တို့များဖြစ်ကြကုန်သောမော်တော်ကားမော်သမားရှင်းရောက်တို့တွင်ဇယိုက်အမျိုးမျိုးရှိကြကုန်၏တချို့မှာအလုံးသည်တချို့မှာလည်းလည်လွန်းလာသည်တချို့မှာပြင်းလွန်းသည်တချို့မှာလည်းညက်ပတ်လာသည်တချို့သောသူသည်အကျွေးထူ၏တချို့မှာစပေါ်တောင်းလွန်းလာသည်တချို့မှာမော်တော်ကားဆက်ကိုကလိလွန်းသည်တချို့မှာမော်တော်ကားကိုအပြင်းမောင်းတတ်သည်တချို့ကတော့တက်ရောင်ကားလှုပ်တတ်သည် တချို့မှလည်းစကားပြောမောက်မှလွန်သည် တချို့မှမော်တော်ကားမောင်းရင်းပင်စလိတ်တောက်တတ်သည်တချို့တွင်အရက်မှုတတ်သောအကျင့်ရှိသည် တချို့မှဓာတ်စီကိုတောက်တတ်သည်ဤသို့သောအကြောင်းကြောင့်တို့ကြောင့်မောင်ငယ်ဤနောင်တို့များမှတယောက်ပြီးတယောက်လျင်အတီးတီးအလုပ်ပြုတ်ခဲ့ကြလေသည်မောင်ငယ်ကမောင်လူရဲ့ထံတွင် မော်တော်ကားမောင်းနေသည်မှာသုံးနှစ်နီးပါးရှိလာခဲ့လေသည်ဤကိုထောက်ချင်းအဖြစ် မောင်ငယ်တွင် အထက်ဖော်ပြရာအပြစ်များမရှိကြောင်းထင်ရှားသည်သို့တော်လည်းသူ့၌လည်းအပြစ်လုံးလုံးမကင်းမီ မောင်ငယ်ဟာခွေးများကို မော်တော်ကားဖြင့်ဝင်ရေးတိုက်လိုသောဆန္ဒများစွာရှိ၏မော်တော်ကားရှိမှ ခွေးများဖြစ်သွားခဲ့သည်ရှိသောမောင်ငယ်သည်မြည်သည့်အခါမှအသက်ချမ်းသာခွင့်မပေးခဲ့ပေခွေးများကိုချမ်းသာခွင့်မပေးသည်မှာမောင်ငယ်တယောက်တည်းတွင်မဟုတ်ပေမော်တော်ကားမောင်းသမားများအလုံးမင်းဖြစ်လေသည် တို့ဖြစ်သောကြောင့်မောင်ငယ်တယောက်တည်းကသာရွင့်၍အဖြစ်တင်းရန်မသင့်ပေမော်တော်ကားပေါ်သို့ရောင်းလိုက်သည့်နှစ်တပြိုင်နက်ခွေအဆရှိသောတလိစံတို့ကိုမဆိုထားနှင့် မော်တော်ကားပြလန်းပေါ်ရီရှောင်းရည်သွားကြကုန်သောလူတို့ကိုပင်အမှုမထားကြတော့ပေလှဲများယထားများစက်ဘိန်းများစိုက်ကားများကိုလည်းရှိသည်ဟု၍မထင်မှတ်ကြပေမိမိတို့၏မော်တော်ကားများရှိတွင်သွားလာကြကုန်သောလှဲယထားစက်ဘိန်းစိုက်ကလမ်းလျှောက်နေသူများသည် အသာငုတ်ခံ နေကြရရှာ၏တတိကောင်းသူတယောက်တလီက မခံရနိုင်သောကြောင့်ဆဲဆိုရင်ရွတ်တော်လဲကိုရောမျက်မြန်မကြားကြပေအတော်ပင်ဝေးသွားကြလိမ့်မည်သူတို့၏စိတ်တွင်လမ်းကြီးလမ်းငယ်အသေးသေးတို့မှသူတို့၏ကိုပိုင်ပစ္စည်းများဖြစ်သည်ဟု၍ထင်မှတ်နေကြသလားမပြောတတ်ပေအခွန်တော်ကိုသူတို့ကြီးသာပေးရသည်ဟု၍သာအယူရှိနေကြသလားမသိဘူး လှေသမားယထာသမားလမ်းလျှောက်သူများအပေါ်တွင်ဤသို့အထင်မြင်သေးချကုန်သောသူတို့သည် ခွေးများအပေါ်၌လည်းမြင်များအထင်မြင်သေးချမည်ကိုလည်းရေးသာရေးနေရန်ပင်လိုတော့မည်မဟုတ်ခွေးများမော်တော်ကားများသွားရန်လမ်းများပေါ်သို့လာရန်အခွင့်အရေးတစုံမျှမရှိဟု၍အယူရှိကြကုန်၏။ဤမြတွင်မကသည် ခွေးများသည် လောကကြီးတွင် ပေါ်ပေါက်ထွန်းကားလာရန်ပင် အကြောင်းတူတစုံတရာမရှိဟု၍ထင်မှတ်ကြလေသည်။ ခွေးများကလည်းမိမိတို့၏ဘိုးစဉ်ပေါင်းဆက်ကရခဲ့ကြသောအခွင့်အရေးတို့သည် မိမိတို့လက်ထမလွတ်သွားမည်ကိုလည်းများစွာစိုးရိမ်သောကြောင့်ထိုအခွင့်အရေးတို့ကို အခမလက်တတွင်ကြီးအသုံးပြုနေကြကုန်၏ခွေးဖြူခွေးမဲခွေးဝဲစားမှအစာခွေးကြီးခွေးကလေးခွေးထီခွေးမခွေးပင်ခွေးနာ ခွေးပလာချာအစရှိသောခွေးပေါင်းတို့မှလည်းလမ်းတကာတွင်ကျင်လည်ကျဆ၍နေကြကုန်လေသည် လူအလွန်စီကား၍မော်တော်ကားများရှုပ်ထွေးလာသော လမ်းများတွင်မူသူတို့ကိုမြင်ရလေသည်လမ်းကြီးလမ်းငယ်အသည်သည်တို့မှလည်းသူတို့၏ကျင်လည်ရာလောကကြီးဟူ၍သတိပြုထားကြဟန်တူလေသည် မော်တော်ကားမုန်းသမားတို့ကမော်တော်ကားများဖြင့်ကြိတ်၍နေ့စဉ်နှင့်အမျှအတုံးယုတ်တည်နေကြတော်လဲခွေးအပေါင်းတို့ကတဘူကြလျင်တဘူတက်နေကြသည်သာ ရှိတော်သည်အိန္ဒိယဖြင့်မော်တော်ကားသမားတို့ကလည်းအရှုံးမပေးပင် ခွေအပေါင်းတို့ကလည်းအရှုံးမခံပဲစစ်ပွဲကြီးကိုကျင်းပလာခဲ့ကြသည်မှာမော်တော်ကားပေါ်ဆကြတဲ့ကတွင် ဖြစ်လေတော့သည်ယခုတတိုင်းဤစစ်ပွဲကြီးမှာမပြီးသေးပေ။နောင်မြင်မြထိကြအောင်တိုက်ခိုက်ကြအောင်မြည်လည်းမသိ။ခွေလောကကြီးတွင်လည်းခွေတသားတို့မှာနေသွားသည်မရှိ။တနည်းနဲ့တခြားတိုးပွားလျက်သာရှိလေတော့သည်။မော်တော်ကားလောကကြီးမှာလည်းဤနည်းအတိုင်းပင်ဖြစ်လေသည်။ ။မောင်ငယ်ဟာမော်တော်ကားသမားဖြစ်သည့်အတိုင်းမော်တော်ကားသမားရုပ်ဘက်မှစစ်ကူမြီမှဓမ္မတာပင်ဖြစ်သည်။မောင်ငယ်သည် မောင်လူရဲထံသို့ရောက်၍သုံးလမျှမကြာသေးမီခွေးသုံးကောင်ကိုမော်တော်ကားဖြင့်ကြိတ်ခဲ့လေသည်။ခွေးလောကကြီးတွင်အတော်ပင်စစ်မချမ်းသာဖြစ်မီမှယုံမားဖွယ်မရှိပေ။ခွေးလောကကြီးရင်းသာမဟုတ်အကျိတ်ခံရသော ခွေးလေးတို့၏ကျွေးလောင်စွာငွေကြေးတံကိုကြားရသောမောင်လူအေးမှလည်းစိတ်မချမ်းမသာများစွာဖြစ်ရလေတော့သည် ဤသို့ဖြင့်စိတ်မချမ်းမသာဖြစ်နေသောကြောင့်ခွေးများကိုမကျင့်ရန်မောင်ငယ်အားအဖန်ဖန်ပြော၏တို့ပေမဲ့လည်းမရပေမကြမကြလဲချိန်မောင်း၏တခါတခါတွင်လည်းအလုံးမနှုတ်ပေပြင့်မိဟုလဲဆိုလေသည်တို့ပေမဲ့လည်းမောင်လူငယ်အားအေးမလုပ်ပေနောက်ဆုံးတွင် မောင်လူအေးသည်အကြံကောင်းတစ်ခုကိုရလီတော့သည်ထိုအကြံကိုရသည်နှင့်တပြိုင်နက်မောင်ငယ်အားအနာသို့ခေါ်ပြီးလျင်ဤသို့ပြောခဲ့လေသည် မောင်ငယ်တင်ဟာခွေးတို့ရဲ့အသက်ကိုပြောစိတ်တွေကဲ့သို့ သက်လောက်မြတာဗဒနာမထားဘူး။တင်ဟာမော်တော်ကားနဲ့ကြိတ်တော့ကြောင့်ခွေးပေါင်းများစွာဟာအသက်ဆုံးရှုံးခဲ့ကြရတယ်။တင်ကိုခွေးတွေကဝိုင်းရိုက်ကိုက်မြေဆိုရင်တင်ကြိုက်ပါမလား။တင်မော်တော်ကားဖြင့်ကြိတ်လိုက်တဲ့ခွေးတွေဟာငွေကြွေးအောင်ဟစ်တော့အတန်ကိုလည်းငါမကြားနိုင်။ကြားလည်းမကြားခြင်းကြားလည်းမကြားရပြီ။ယနေ့မှစပြီးတော့တင်ခွေးတကောင်ကိုကြိတ်ရင်တင်ကိုငွေတစ်ချက်တန်တက်လိုက်မယ်။မြဲမြဲမှတ်ထားလို့။မြဲမြဲမှတ်ထား။ဟူ၍မောင်လူဟင်းဟာ မောင်ငယ်အားပြောလေသည်ဤသို့မောင်လူအေးသည်တင်မာလာသော အမိတ်ကို ထုတ်လိုက်လေသည်ထိုအမိတ်ကိုကြားသောအခါမောင်ငယ်မှာမျက်နှာအကြီးကျယ်ပြတ်သွားလေတော့သည်သူတော့စကားတခွန်းကိုမျှမပြောပါပဲစိတ်စိတ်သားလျင် မောင်လူအေး၏အပါမထွက်ခါခဲ့လေသည်မောင်လူအေး၏အမိတ်ကိုခွေးများသာကြားသိမိဆိုလျင်ညီမြပင် ဝမ်းမြောက်ကြမည်နီခွေးလောကကြီးမှသာ တရင်စာမဂ္ဂဇင်းထွန်းကနေလို့ရှိလေထိုတရင်စာတို့ကမောင်လူအီအားကြီးမားလာစွာသောစကလုံးကြီးများဖြင့်ချီမွန်စကားရေးသားကြမည်မှာမလွဲပေမောင်လူအီတပုံမျိုးမျိုးတို့ဖြင့်ထိုခွင်းများမှာတရင်စာကြီးများတွင်ပါလာကောင်းပါလာပြီလိမ့်မည်ခွေလောကကြီးမားသာအစင်းယုံကြီးများစွာရှိခဲ့လျင်ခွေလောက လုံးကျော့အစည်းဝေးကြီးများတွင် မောင်လူအီကိုခေါ်ကဩဘာပေးကြမည်မှာ အမှန်မည်ဖြစ်ပေတော့သည်ခွေမျက်နှာကြီးတို့၏သမီးချောင်းခွေမတန်းမကလေးများက မောင်လူအေးအားပန်းကိုစွတ်ကချင်းမြင့်ကြသည်မှာအေကံမင်းဖြစ်ပေတော့သည်သို့သောခွေးလောကကြီးတွင်တည်င်းစာမဂ္ဂဇင်းကလည်းမရှိအစည်းအုံကလည်းမရှိသောကြောင့် မောင်လူအေးအမိတ်မှာခွေးလောကကြီးတွင်ထင်ပေါ်ခြင်းမရှိခဲ့ပြီထို့အမိတ်ကိုသာမောင်လူအေးနှင့်မောင်ငယ်တို့မှတပါမိသူမျှမတိခဲ့သည်အဆိုပါအမိတ်ကိုထုတ်ခဲ့ပြီးတဲ့နောက်သုံးလရဲ့ကြသောအခါတွင် မောင်လူအေးနှင့် မောင်ငယ်တို့ဟာမော်တော်ကားဖြင့်ခရီးထွက်ကြကုန်၏ မြို့အစောနာသို့ရောက်သောအခါတုံးမစပါးတိုက်လာကြကုန်သောလဲလန်းကြီးနှင့်တွေ့ကြလေသည် ထိုလဲများနှင့်အတူပါလာသောခွေးရကောင်သည်ရောင်တိရောင်တားနှင့်လမ်းလယ်မှလျှောက်၍လာခဲ့သည်မောင်ငယ်ကမော်တော်ကား၏အရှင်ကိုတတ်ကာမော်တော်ကား၏ဟွန်းကိုအကြိမ်ကြိမ်မှုတ်လေသည် ထိုခွေးတော်သားမှဂယုမဆိုင်ပေမော်တော်ကားဖက်သို့ပင်မလှဲ့လဲများဘက်သို့သာမျက်နှာမူကရောင်တိရောင်တားနှင့်ရက်နေပြန်လေသည် ခရိုင်းဆိုလျင်ထိုခွေးသားမှာမော်တော်ကားဘိန်းအောက်သို့တကင်ကင်နှင့်ရောက်နှင်နေလေပြီမော်တော်ကား၏ဘိန်းများမှာလည်းထိုခွေး၏သွေးကိုတောက်ကြရလီမှာမလွဲပြီယခုအခါရင်မူမောင်ငယ်သည် မော်တော်ကားကိုအရှင်သက်ကအင်ကျင့်၍နေရလီတော့သည်သူ၏စိတ်ထဲတွင်လည်းမခံချိမခံသာဖြစ်နေတော့သည်ဓာငွေကိုတစ်ချက်ပြီးကထိုခွေးမိုက်ခွေးအားကဝင်၍ကျိတ်လိုက်လို့သောဆန္ဒများဖြစ်ပေါ်၏လာသည် သို့တော်လည်းထုံငွေတစ်ချက်သည်သူ၏သားသမီးတို့၏ခုနှစ်ရက်ဆံမဘိုးဖြစ်သည်ကိုတတိယလာသဖြင့်ယခင်ကစစ်ကူးကိုစူးစမ်းဖြောင်းလဲရရှာလေသည်ဤသို့ဖြင့်တက်ရပိတ်လုံးရက်ပိတ်လုံးဟုခြိတုံခြတုံဖြစ်နေသည့်အခိုက်ခွေးရှင်လဲသမားသည်မိမိလဲပုံမှဆင်းကမောင်းသောကြောင့်ထိုခွေးမိုက်မှလမ်းမီးသို့ဆင်း၍ပြေးလေတော်သည်ဒီအခါမှမောင်ငယ်သည်မော်တော်ကားကိုစိတ်၍မောင်းသွားလေတော်သည်သို့သောထိုခွေးမိုက်ကိုမကျိန်လိုက်ရသောကြောင့်မကျဉ်နှက်ပေ နှုတ်ကလည်းတူတူလေးရေရွက်ကလာခဲ့သည် ထို့သောသော ခွေးမိုက်အားလက်လျှော့ကအရှုံးပေးခဲ့ရလျင်မြစ်တီမော်တော်ကမောင်သမားများသည်ကျဉ့်နိုင်မည်မဟုတ်ပါလောအဲ့ဒီနောက်တွင် မောင်လူအင်းနှင့်မောင်ငယ်တို့သည် ခရီးထွက်ကြပြန်သည်တမိုင်ခန့်သွားမည်လျင်လမ်းပေါ်တွင်ကစားနေကြသော ခွေးသားမျိုးတို့နှင့်ရင်ဆိုင်တိုးရပြန်သည် မောင်ငယ်သည်မော်တော်ကားကိုအရှိန်သက်ကဟုံးကိုမှုတ်၏ခွေးမကြီးသာ လမ်းမေးသို့ဆင်း၍ပြေး၏ ခွေးသားကလေးတို့မှာလမ်းမေသို့စင်းပြရမှန်းမသိကြောက်အလန့်အားနှင့်လမ်းမော်ရင်သာပြပြဝနေကြကုန်၏မောင်ငယ်သည်စိတ်ဆူလာခဲ့လေသည်သို့သောမိသူများမတက်နိုင်ခဲ့ပေသူတို့တရီအားအရှုံးမေးကမော်တော်ကားကိုရက်လိုက်ပြီးလျင်ဟုံးကိုကျဲလောင်စွာအကြိမ်ကြိမ်မှုတ်၏ခွေးကလေးတို့မှာလမ်းမော်ရင်သာတိုးရိပ်သာဝင့်နေကြလေတော့သည်သူတို့၏နေရာများမှပင်ရွှေ့ပင်မရွှေ့ပေဒံငွေတစ်ချက်ပေးကထိုခွေးကလေးတို့ကိုဝင်၍ကြိတ်လိုက်ခြင်း၏ သို့သောထိုငွေတစ်ချက်သည်သူတို့လင်မယားသားအမိအားထမင်းလေးကနှက်ကျွေးနိုင်သည်ကိုတတိယပြန်သောကြောင့်မော်တော်ကားပေါ်မှဆင်းကထိုခွေးကလေးတို့ကိုလမ်းမေးသို့ပြောင်းရွှေ့ပြရရှာ၏ပြီးမှ မော်တော်ကားကိုဆက်လက်၍မောင်းသွားခဲ့လေသည်သူ၏မျက်နှာများသည်ရဲရွနေ၏နှကမ်းများသည်လည်းစူထွက်၍နေလေတော့သည်ထိုခွေးကလေးတို့ကအရှုံးပြရပြီးလျင်နောက်တလခန့် ကြာသုံးအခါမှာ မောင်ငယ်နှစ်ခွေးတို့ဤစစ်ပွဲကို ကြည့်ရပြန်၏အချိန်ကနက်နက်စစောနေထွက်စအချိန်ဖြစ်လေသည် မောင်လူအေရိုဤမော်တော်ကားလာနေသောလမ်းလေတွင် ခွေးနှစ်တကောင်သည်စိတ်ချလက်ချအိတ်ကနေပူစာလှုံနေသည်သူ့အနီးသို့ရောက်သောအခါတွင် မောင်ငယ်ကမော်တော်ကားဟွန်းကိုမှုတ်၏ထိုခွေးမှာဖြုံမီမဖြုံထိုအခါမောင်ငယ်ကဟွန်းကို အဖန်ဖန်တလဲလဲထတ်မှုတ်ပြန်၏ထိုခွေးကိုယ်တော်မြတ်မှာ အသာလေးခေါင်းကို ထောင်ကြည့်ပြီးလျင်အိမ်မြေတိုင်းအိမ်နေပြန်၏ခွေးများ၏ကပ္ပရန်သူဖြစ်သောမောင်ငယ်ကိုမဆိုထားနှင့် ခွေးများဘက်မှရှင့်နေလိုက်ခဲ့သောမောင်လူအေးပင်တိမခံနိုင်တော့ပြီထိုခွေးစွာကိုဝေကျိုက်လိုက်ပါတော့ဟုဆိုကာဆိုလိုက်ခြင်းသည်ရခင်ကထုတ်ဆင်လာသောအမိတ်ကိုတတိယခဲ့သည့်ဖြင့်မဆိုဝွင့်ပေသို့သောမောင်ငယ်ကသူ၏သဘောအလိုအလျောက်ထိုခွေးကို ဝင်ကျိုက်ပါမူဒံငွေတစ်ချက်ကိုမတတ်ဟု၍ဆုံးဖြတ်လိုက်ပေသည်ကျိတ်လိုက်ပါတော့လား ဒီလောက်စားတဲ့ခွေးကိုချိန်လိုက်ပါတော့ဟူ၍တူတူရေရွနေလေတော့ဤ။မောင်ငယ်ကိုလည်းရှုကြပါအောင်။ခွေးများ၏ရှေ့တွင်အချိန်ချိန်ခုန်နေခဲ့ရသောမောင်ငယ်မှာဒေါသထွက်လာသောကြောင့်တကူလုံးတဆက်ဆက်တုန်နေလေသည်။ထိုဆွာလာသောခွေးကိုချိန်လျင်ဒံငွေတစ်ချက်အရိုက်ခံရမည်ကိုတွေးမိလေသည်။ထုံငွေတစ်ချက်ဤတကူကြီးချောင်းကိုလည်းတည်သည်။သို့သောထိုဆွာလာသောခွေးမျိုးကိုချိန်လိုက်ရလျင်တစ်ချက်မကနှစ်ချက်ပင်တန်တည်ဟုဆုံးဖြတ်ကား စက်ကုံဖွင့်ပြီးလျင်ထိုခွေးစွာကို ဝင်ရိတ်ကြိတ်လီတော့၏မောင်လူအေးရော မောင်ငယ်ပါအတော်ပင်ကျင့်တ်သွားကြလေသည်သို့သော ခွေးကိုတိုက်မိသောအတန်ခွေးအော်တန်ကိုမချားရသောကြောင့်မောင်လူအေးသည် အနောက်သို့လှည့်ကြည့်လိုက်သောအခါငါကဲ့သို့အရှောင်ကောင်းလာသော ခွေးကိုဝင်တိုက်လို့ဘာရမလဲဟုမဆိုတော်လေသောသည့်ပုံနှင့်ရက်ကကြည်နေသော ခွေးကိုမြင်ရသောမောင်လူအေးမှညီမအခံရခက်ပေလိမ့်မည်နီသူ၍ ဤဝတ္ထုတုံးလေးကိုအဆုံးသတ်ခဲ့ပါရရှင်။စာဖတ်ဝါသနာရှင်များလေးဆရာကြီးသိပ္ပံမောင်ဝါရဲ့မွန်လူရဲ့ဝတ္ထုတုံးလေးများထဲမှမောင်ငယ်နှင့်ခွေးဟူသောဝတ္ထုလေးကိုဖတ်ရှုပြီးလျင်ကျင့်ပီတိဖြစ်ကြလိမ့်မယ်လို့မျှော်လင့်မိပါရရှင်။စာဖတ်ဝါသနာရှင်များလေးကိုကြီးချမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျမစာဖတ်သူမနေကြီးမုံဦးမှဆုတောင်းမြတ်တာပို့သခဲ့ပါရရှင် အားလုံးကိုကျေးဇူးများ í တင်ပါရရှင်